အမေရိကန်ဘိုဘန်အားအတိုးနှုန်းတွေကိုရှော့ချဝယ်ရှိတယ်ဆိုတဲ့ခံမှန်းချက်တွေကြောင့်လက်ရှိရွှေစေအားတောင်စကိုဒေါ်လာ3900ကျော်တိစံချိန်တင်မြင့်တက်ခဲ့တယ်လို့ The Nation ကဖော်ပြခဲ့ပါတယ်။အမေရိကန်အစိုးရရန်ရရဆိုင်မှုနဲ့ ပြင်သစ်မှာနိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူရွှေဈေးတွေလည်းမြင့်တက်ခဲ့ခြင်းဖြစ်ပါတယ်။ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်မှာအော်တိုဘာ6ရက်အမေရိကန်အရှေ့ပိုင်းစံတော်ချိန်မိုးလဲ2:40မိနစ်မှာရွှေတောင်စကို3956ဒသမ19ဒေါ်လာရှိပြီးတည်သက်မှာ800ဂိုင်းတို့မြင့်တက်ခဲ့ပါတယ်။အမေရိကန်မှာဒီဇင်ဘာလအတွက်ရွှေရောင်းဝယ်ဈေးနှုန်းမှာတောင်စကို3986ဒသမ30ဒေါ်လာရှိပြီးတိတိတမ900ရာခိုင်နှုန်းတိမြင့်တက်ခဲ့ပါတယ်။ပြင်သစ်မှာနိုင်ငံရေးမတည်ငြိမ်မှု ဂျပန်မှာငွေကြေးဖောင်းပွားခြင်းစိုးရိမ်စေတဲ့ကြောင်းငွေတိုက်စာချုပ်ဈေးကွက်မြင့်တက်မှုအမေရိကန်အစိုးရရန်ရက်ရက်ဆိုင်မှုအစရှိတဲ့အခြေအနေတွေကြောင့်ရွှေဈေးမြင့်တက်လာတာဖြစ်တယ်လို့ Maris Company ကအလေးလာသူ Edward Mia ကပြောကြားခဲ့ပါတယ်။ပြင်သစ်မှာနိုင်ငံအကျက်တဲ့ပုံမှုဆိုးရွားလာတဲ့အတွက်ဝန်ကြီးချုပ် Sebastian Lee Gordon နဲ့သူ့ရဲ့အစိုးရအဖွဲ့ကအောက်တိုဘာ6ရက်ကနှုတ်ထွက်သွားခဲ့ပါတယ်။ အမေရိကန်မှာလည်းအစိုးရဘက်ရန်တွေကဒပိုင်းတစရက်ဆိုင်မှုဟာ6ရက်ထိကြာမြင့်လာပြီဖြစ်ပြီးအေဗူတော်ကတော့ဖက်ဒရယ်ဝန်ထမ်းတွေခွင့်အကြကြီးယူရနိုင်တယ်လို့သတိပေးခဲ့ပါတယ်။အခုနှစ်အတွင်းဘိုဘန်တွေရဲ့ဝယ်လိုအားများရင်းနှီးမြှုပ်နှံသူတွေရဲ့ဝယ်လိုအားများနဲ့အမေရိကန်ဒေါ်လာရဲ့ငွေတန်မှုအားနည်းလာမှုတို့ကြောင့်ရွှေဈေးတွေက90ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပါတယ်။မက်ရှလာအတွင်းကရွှေတောင်စကိုဒေါ်လာ3000ရှိခဲ့ရမှာစက်တင်ဘာလကောမှာဒေါ်လာ3800ကျော်တိမြင့်တက်ခဲ့ပါတယ်